အရင်တော့တရုတ်ဆောင်တရုတ်ဆိုတာ talent ဘလောက်ကောင်းလဲဆိုတဲ့ပုံမှာပဲရွေးတာလေနောက်ပိုင်းကျတော့ hard work ကိုပဲရွေးတယ်လေဒီကောင်ဘလောက်ကြိုးစားသလဲ talent ဘလောက်ကောင်းနေပါလိမ့်မကြိုးစားရင်ဘာမှဖြစ်ဘူးလေကြိုးစားအားထုတ်မှုကပဲအဓိကအဲ့ဒါတွေကိုကျွန်တော်တို့အဓိကသင်တာပါไรเตอร์ဟို King of the Set ဆိုပေမဲ့နောက်ပိုင်း King of the Set က producer ဖြစ်သွားတာလေ producer ဆိုတာပတ်စံထုတ်တဲ့လူမဟုတ်ဘူးဒီကားရဲ့ကောင်းခြင်းဆိုးခြင်းကိုတာဝန်ယူရတဲ့လူကို တရေလဲဘလောက်ခံမှာမို့လို့လဲတစ်ချိန်လုံးဖြဲ6တစ်ချိန်လုံးဖြဲရည်နေတော့ကြာရင်ပြိတ္တကခါလာမှာပဲလေပြိတ္တကိုအခုကာလမှာဘာပေးကျင်တာလဲဘာမက်ဆေ့ချ်ပေးကျင်တာလဲဘာသင်းကိုသွားကျင်တာလဲဒါပဲရေးကြည့်လိုက်မယ်အာဒီမှာသင်တန်းဖွင့်ပွဲပေါ့နော်အာဥက္ကဋ္ဌနေပြီးတော့ group ထဲမှာကျွန်တော်သင်တန်းနှီးပြဆရာတွေတက်ပေးပါဆိုဒီလာဖြစ်တာဟုတ် တရုတ်ဆောင်နီးစနစ်ကတော့အကုန်တူတူပဲပေါ့ basic level ကတော့ဒါပဲသင်ရမှာပဲလေအာအဓိကဒီမှာထူးခြားတာကတော့သင်ဦးညွန်းနဲ့ကြိုဆွဲတယ်ပေါ့သူဆရာတွေအရင်၄ယောက်သူတို့တို့ရွေးလိုက်တယ်အဲကျွန်တော်ရယ်ကိုဟင်းဆိုးရယ်ကိုထူးတာရယ်ကိုတီဟာကျော်ဆိုးရယ်၄ယောက်အဲပြီးတော့ဆရာတွေဘာသင်မလဲတယောက်သင်တာတယောက်ဝင်မဆွတ်ဖက်နဲ့ဒါလေးတွေလုတ်တယ်ပေါ့ဒါဒါတော့တော်တော်ကျွန်တော်တော်အားရတဲ့အချက်တစ်ခုပေါ့နော်အဲကျွန်တော်ဆိုရင်နိုင်ငံတကာနီးစနစ်တွေသင်မယ် ကိုကိုဟင်းဆိုးဆိုရင်ကင်မရာနဲ့တကယ်လက်တွေ့ဟိုဟာတွေတင်မယ်ကိုထူးတာကြအတန်ပိုင်းတင်မယ်ကိုတရားကြော်ဆိုးတာအက်ရှင်ပိုင်းတင်မယ်ပေါ့အဲ့လိုခွဲပလိုက်တာပေါ့နော်ကျန်တဲ့မင်းသားမင်းသမီးတွေတို့ကျန်တဲ့ဒရိုက်တာတွေကတော့အချိန်ပိုင်းနဲ့ပဲသူတို့ခေါ်မယ်ပြောတယ်အဓိကကျွန်တော်စိတ်ရလေးရောက်ကိုတာဝန်ပေးတာပေါ့စူးစားအထုတ်မှုပေါ့အရင်တော့တရုတ်ဆောင်တရုတ်ဆိုတာ talent ဘလောက်ကောင်းလဲဆိုတဲ့ပုံမှာပဲရွေးတာလေပင်ပင်ကိုစွန့်ရင်ဘလောက်ရှိတယ်လဲပေါ့အဲရုပ်ရည်ချောမောလား တဲလင့်ကောင်းသလားဒါကိုရွေးတာနောက်ပိုင်းကျတော့ဟော့ဝတ်ကိုပဲရွေးတယ်လေဒီကောင်ဘယ်လောက်ကြိုးစားသလဲတဲလင့်ဘယ်လောက်ကောင်းနေပါလိမ့်မကြိုးစားရင်ဘာမှမဖြစ်ဘူးလေကြိုးစားအထောက်မှုပါပဲအဓိကအဲ့ဒါတွေကိုကျွန်တော်အဓိကသင်တာပေါ့อืมဒါပဲလေတေယုတ်ဆောင်တွေကိုအချင်းချင်းတို့ပြိုင်အောင်လုပ်ထားတယ်လေကက်စတင်တွေခေါ်တယ်လေအဲ့တနေရာရဖို့အတွက်တို့အဲ့ဒါတွေပြိုင်ရတယ်ပေါ့အချင်းချင်းအားထုတ်မှုတွေအားဆိုင်မှုတွေအဲ့တို့စူးစမ်းအားထုတ်မှုတွေလုတ်ခိုင်းတာလေအဲ့ကြောင့်တို့ကဟိုပို့ပြီးတော့စူးစမ်းကြတာပေါ့ ဘာကြောင့်ထွက်ရိုက်ခွင့်ပေးလိုက်ရတာလဲဆိုတာတော့ကျွန်တော်ရဲ့ဟိုပါပေါ့တိုင်းပြည်စီးပွားရေးနိုင်ငံရေးခြေအနေနဲ့ဆိုင်တာပေါ့နော်ဟို MRT4 ကဟိုဒီဒီဘက်ပိုင်းတွေမှာထိခိုက်လာတဲ့ခါကျတော့ခလေးတွေကိုစာချုပ်မချုပ်နိုင်တော့မချုပ်နိုင်တော့ကျွန်တော်တို့လွတ်လွတ်လပ်ရိုက်ခွင့်ပေးလိုက်တာကျွန်တော်ကတော့မရိုက်တာတော့ကြာပြီလေဒရိုက်တာမလုပ်တာ7နှစ်လောက်တော့ရှိပြီဟာပရိုဂျူဆာပဲလုပ်တယ် စိတ်သက်သာတာမဟုတ်ဘူးတာဝန်ယူမှုတာဝန်ခံမှုပိုင်းကွာတာပေါ့နော် producer ကိုကျွန်တော်ဘာလို့ပြောင်းလဲဆိုတော့ကဘာမှာလည်းအကုန်ပြောင်းတာဘူး producer ဘက်ကို writer တွေက writer ဟို king of the set ဆိုပေမဲ့နောက်ပိုင်း king of the set က producer ဖြစ်သွားတယ်လေ producer ဆိုတာပတ်စံထုတ်တဲ့လူမဟုတ်ဘူးဒီကားရဲ့ကောင်းခြင်းဆိုးခြင်းကိုတာဝန်ယူရတဲ့လူကို deck မင်းသားကိုဘယ်သူခန့်မယ်မင်းသမီးဘယ်သူခန့်မယ်ဒီဇပ်ပုဇာရန်တွေကအစနောက်ကင်မရာဘယ်သူနဲ့ရိုက်မယ်ဆိုတာအစ ဒါမျိုးတွေ driver ဘသူကိုရွေးမယ်ဆိုရဲအစသူကအကုန်တောင်းဝန်ယူရကာရကကောင်းခြင်းဆိုခြင်းအ producer ရဲ့ role ကကဘာမှာ king of the set က producer ဘို့ချိန်ွားတယ်လေအဲ့အတွက်ကြောင့်ကျွန်တော် producer ဘက်ကိုချိန်ထားတာကြာပါဘူးကိုယ်ရင်ဇက်ဖန်ကြီးတယ်ကိုယ့်ကိုဇက်ညွန်းတွေလုတ်တယ်နောက် driver ရွေးပြီးတော့သူတို့ရက်ခိုင်းတယ်ပေါ့အဲ့လိုပြောလို့တော့ရမယ်မတင်ဘူးတရေလဲဘလောက်ခံမှာမို့လို့လဲတစ်ချိန်လုံးဖြဲ၆တစ်ချိန်လုံးဖြဲရည်နေတော့ကြာရင်ပြိတ်သက်ကခါလာမှာပဲလေ ဂျောနာဆိုတာမျိုးစုံရှိတာပဲတခုတည်းမဟုတ်ဘူးဟော်ရာတခုတည်းနဲ့ရက်တီလို့မှမရတာဖန်တာဆီရှိတယ်ကောမဒီရှိတယ်ဒရမာရှိတယ်စရှိသဖြင့်မျိုးစုံပေါ့အဓိကတော့ပရိသတ်ကိုအခုကာလမှာဘာပေးကျင်တာလဲဘာမက်ဆေ့ချ်ပေးကျင်တာလဲဘာသင်းကိုသွားကျင်တာလဲဒါပဲရေးကြည့်လိုက်မယ်ခုနပြောတဲ့တရေတို့ကတော့တိတ်ရေးမကြည့်ဘူးကျွန်တော်တို့ကတပတ်စီတာဝန်ယူထားတယ်ဒီနေ့ကတကယ်တော့ကျွန်တော်အပတ်ဥက္ကဋ္ဌ ဒီဖွင့်ပွဲနေမလို့ तू อ่ะဖွင့်ပွဲတရက် तू อ่ะသင်မယ်တဲ့ဟမ်အောက်တားဥကြည်စိုးတို့သင်ပါဒုတိယမနေ့ပြန်စားပြီးကျွန်တော်ပြန်ဝင်ရမယ်ဟုတ်ဆရာ၄ရောက်ကိုတလောက်တပတ်စီလောက်အလဲကြဝင်လာတယ်